အားလုံးပဲမင်္ဂလာပါခုနှစ်ရသားမိများအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေတရှိခွန်ကဗီဒီယိုရဲ့ YouTube Channel လေးကနေပြီးပြန်လည်ပြီးချိုးဆိုလိုက်ပါရစေဆီမတ်ကတော့ဆော်လာနွေနီဖြစ်ပါတယ်ဆီမတ်အနေနဲ့က2025ခုနှစ်ဒီဇင်ဘာလအတွက်အင်ကာသားသမီးတွေတလားစာ2 Hostan G ကိုဟောကြားပေးသွားမှာဖြစ်ပါတယ်ဒီလတွင်မှာအင်ကာသားသမီးရဲ့လောကန်ကိစ္စတွေစီးပွားရေးကဏ္ဍเนาะငွေရေးခြေပိုင်းကျန်းမာရေးအခြေပညာရေးအဆောင်ရှောင်းလေးတွေပြုလုပ်မဲ့ရေဒီယာလေးတွေကိုတစ်ခုချင်းပြပြပေးသွားမှာဖြစ်ပါတယ် အရင်ဆုံးအင်္ဂါသားသမီးတွေရဲ့လုပ်ငန်းစီးပွားကဏ္ဍလေးကိုအရင်ဆုံးစတင်ပြီးတော့ပြောပြပေးသွားပါမယ်။အဲ့တော့ဒီလအတွင်းမှာလုပ်ငန်းစီးပွားပိုင်းနဲ့ပတ်သက်ပြီးတော့လက်ရှိအထက်အနှံ့ငယ်ပေါ့နော်။လုပ်ငန်းစီးပွားပိုင်းတွေအနှံ့ငယ်အားမိန်လာတာမျိုးအားနေလာတာမျိုးကြီးရှိမယ်။နေဝင်မိုးချုပ်မနေမနော်မနေမနာမရေမနာပြုလုပ်နေရတာမျိုးကြီးရှိမယ်။လုပ်ငန်းပိုင်းတွေမှာစိတ်အနှောက်အယှက်ဖြစ်စရာလေးတွေပေါ်များစေတတ်တယ်။နော်မမိရဲ့လုပ်ငန်းကိုပျက်စီးစေမဲ့သူလေးတွေပေါ့နော်။ရှိနေမယ်ထို့ကြောင့်သတိထားပါ။နော်အစမပြေမှုလေးတွေကိုမမိအစမပြေမှုကိုဝမ်းတာနေတဲ့သူလေးတွေရှိနေတတ်တယ်။အေးရသတိထားပြီးပြုလုပ် ပြောဆိုနိုင်မှာအဆင်ပြေမယ်။လုပ်ငန်းသစ်လောက်ကန်ရမယ်သူတွေအချိန်တစ်ခုစောင့်ဆိုင်ဖို့လိုမယ်ပေါ့နော်။အရင်လောပါကြည့်လို့မရဘူး။အနေထားအချိန်နေနေအချိန်ခါလေးတွေကြည့်ပြီးပြုလုပ်ဖို့လိုမယ်။စက်တူရှယ်ယာလုပ်ငန်းလေးတွေအဆင်မပြေဖြစ်နေတတ်တယ်ပေါ့နော်။အဲ့လိုမျိုးလုပ်ငန်းပိုင်းတွေတော့ကန်ကန်အားစိုက်ထုတ်ပြီးတော့ပြုလုပ်ပြောဆိုနိုင်မှသာအဆင်ပြေမယ်။နော်လုပ်ငန်းတိုးချဲ့မယ်ဆိုရင်တော့ထင်းတလောက်မလွယ်ကူနေသေးဘူးခက်ခဲလေးတွေကြုံတွေ့ရမယ်နော်။အဲ့တော့မမီးရဲ့လုပ်ငန်းထဲမှာစီးပွားပြိုင်လုပ်ငန်းပြိုင်မယ်လေးတွေရှိနေတတ်တယ်။မထင်မထားသူတွေထဲမှာအကူအညီတွေရရှိမယ်ကိုမျောလိမ့်မထားတဲ့သူတွေ တွေ maintain မထားတဲ့သူတွေကထမ်းမเนาะကိုကဒီအကူအညီလေးတွေရရှိပါလိမ့်မယ်တဲ့เนาะအဲ့တော့လုပ်ငန်းစီးပွားလုပ်တဲ့နေရာမှာဒီလာထဲမှာနည်းနည်းလေးတတိထားလုပ်ရမယ့်အနေအထားမှာရှိတယ်စိတ်ကောလို့တော့ပင်မနေမယ်ပေါ့เนาะနောက်တော့အဆုံးသက်မှာတော့ကိုယ့်ရဲ့စူးစမ်းအားထုတ်မှုကြောင့်အောင်မြင်မှုရရှိမယ့်အနေအထားမှာတွေ့ရတယ်အဲ့တော့လုပ်ငန်းပိုင်းတွေတော့ကံအားညာစိုက်ထုတ်ရမယ်เนาะအဲ့တော့မိမိအနေနဲ့ဝန်ထမ်းဆိုရင်တော့လုပ်ငန်းပိုင်းတွေမှာမတော်မတရားကိစ္စလေးတွေမိမိရောဖော်ဆောင်နိုင်လိမ့်မယ် တော့လုပ်ငန်းထဲမှာကိုကတရားမျှတမှုမရှိတာလေးကိုကိုကရေးရဲဝင်ပြောဆိုလုပ်ကိုင်းတာမျိုးလေးတွေရှိမယ်။ရန်တိုက်ခိုက်တွေရတော့ရှိမယ်ပေါ့နော်။ထက်လူကြီးဖျားပေးခန်းတာလူတွေရှိမယ်။နော်အဲ့တော့မမိရပေါ့နော်ဒီဒီကန်စတာအရာပေါ့ပြန်ဆိုင်လေးရတော့မမိရတော့ကြော်လွားနိုင်မယ်။ဒါပေမဲ့စိတ်ကောလူရောပင်မဲနာမျိုးတွေရှိမယ်ပေါ့နော်။အဲ့လိုမျိုးမှန်တာတွေနော်ကောင်းတာတွေလုပ်တဲ့အတွက်အဆုံးသက်မှာတော့အောင်မြင်မှုရရှိမယ်။တော့ရောင်းဝယ်လုပ်ငန်းလေးတွေရောင်းဝတ်တက်ကြတော့ရှိနေမယ်လူသုံးကုန်ပစ္စည်းလေးတွေနဲ့ပေါ့နော်လူသုံးကုန်ပစ္စည်းတွေရောင်းဝတ်တက်မယ် တော့အရောင်းဝယ်လုပ်ငန်းတွေပေါ့လူသုံးကုန်ပစ္စည်းနေစဉ်လူသုံးကုန်ပစ္စည်းတွေရောင်းအပ်တတ်မဲ့နေထားမှာရှိရတဲ့အတွက်ဒီလုပ်ငန်းတွေနဲ့ပေါ့နော်ဒါအရောင်းဝယ်လုပ်ငန်းပိုလုံးမယ်ဆိုရင်အဆင်ပြေနိုင်တယ်ရောင်းရကောင်းမယ်ပေါ့နော်အဲ့တော့နောက်ထပ်ပြီးတော့လုပ်ငန်းတိုးချဲ့လုပ်ကိုင်ရင်းနေရှိတဲ့အရောင်းဝယ်လုပ်ငန်းပိုင်းတွေမှာလုံးတခြားလုပ်ငန်းတွေတွေတွဲလုပ်တာမျိုးတွေရှိမယ်လုပ်ပါကိုယ့်အတွက်အဆင်ပြေမယ်ဒါမှအရင်လောပါကြည့်လို့မရဘူးပေါ့နော်ရင်းနှီးမြှုပ်နှံမှုတွေကိုတတိထားလုပ်ပါအဲ့ဒီကနားထဲမှာအင်ကာနန်တင်နေတဲ့ကျန်တာပရိနေလုပ်ငန်းတွေအချို့ပြူတယ်ထုံနံပစ္စည်းတွေအဝင်ရှိမယ်အင်ကာနန်တော့ဆက်ပစ္စည်းတို့နော်အဲ့တော့ဒါကုံချောက်ကုံချောက် တို့မတင်းနာနဲ့ပြတဲ့ခြံကားကြောင်းဝင်နာမျိုးနောက်ပြီးတော့ဒီမြေတို့ပရိဘောကပစ္စည်းဝင်နာမျိုးတွေကြုံရမယ်နော်အဲ့တော့အင်္ဂါနံနေ့ဖြစ်တဲ့ဆက်ပစ္စည်းစားသောက်ကုန်စတိုးဆိုင်ဆန်စီဆင်းတဲ့ပတ်သက်တဲ့လုပ်ငန်းစာသာပရိနံနေ့ဖြစ်တဲ့ပွဲရုံလုပ်ငန်းပွဲစားလုပ်ငန်းတက်ပညာဉာဏ်ပညာနဲ့ပတ်သက်တဲ့လုပ်ငန်းမွေးမြူရေးလုပ်ငန်းပွဲစားလုပ်ငန်းတွေပေါ့နော်ပညာရေးနဲ့ပတ်သက်တဲ့လုပ်ငန်းပညာရေးနဲ့ပတ်သက်တဲ့လုပ်ငန်းကိုယ့်ရဲ့ပေါ့နော်ဒါဝေးရင်းနှီးမပါဘဲနဲ့ပေါ့နော်ကိုယ့်ရဲ့အတက်ပညာဉာဏ်ပညာနဲ့ပတ်သက်တဲ့လုပ်ငန်းတွေချိုးပြီးသလို တရင်းလာနေနေဖြစ်တဲ့ကားလုပ်ငန်းတွေကြောက်လုပ်ငန်းတွေကုံစုံဆိုင်ကုံကြောက်ဆိုင်ငပိငယ်6ချမ်းကားကြောက်လုပ်ငန်းကုံစိမ့်တော့ကုံမာလုပ်ငန်းတွေအချို့ပြုပါတယ်ဒီလုပ်ငန်းတွေနဲ့စီးပွားရေးလုပ်မယ်ဆိုပို့ပြီးအဆင်ပြေနိုင်တယ်เนาะအဲ့ဒါဒါပေမဲ့မိအနေနဲ့ပေါ့เนาะဒါ အရာရာကိုပေါ့သတိနဲ့တော့လုံးဆောင်ဖို့လိုအပ်လိမ့်မယ်အရင်လောဘကြီးလို့မရဘူးเนาะအဲ့တော့လုပ်ငန်းစည်းဝါးပိုင်းလေးတွေပေါ့เนาะအဒူးဒါနာကောင်းမှုကုသိုလ်လေးတွေပြုပါဒါနာဆိုတာเนาะဒါနာလေးတွေပြုပါကောင်းမှုကုသိုလ်လေးတွေပြုလုပ်ပါကိုယ့်ရဲ့ဝင်ငွေတွေကနေပြီးတော့ပေါ့เนาะနည်း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 ချင်းဖယ်ပြီးတော့ကောင်းမှုကုသိုလ်လေးတွေဒါနာပြုပေးပါအစာအစာရှားပါလို့စားတော့ပေးဝိရရှားပါလို့ဝတ်ထည့်လို့ကောင်းမှုတစ်ခုနေစဉ်ပြုပြီးလုပ်ငန်းစည်းဝါးလုပ်မယ်ဆိုရင်ပို့ပြီးအားကောင်းနိုင်ပါတယ်เนาะ နောက်ထပ်လူမှုရေးကဏ္ဍလေးတွေပြပြပေးသွားပါမယ်။အော်ဒီလာထဲမှာဆိုလူမှုရေးကဏ္ဍလေးရတော့အញ្ញံအနှဲငယ်လေးပေါ်မယ်မနာလိုမှုလေးတွေပြိုင်ဆိုင်မှုတွေရှိမယ်ပေါ့နော်။ကိုယ့်ပေါ့နော်အဲ့လိုမနာမှုလူမှုလေးတွေပြိုင်ဆိုင်ကိုကကောင်းတာတွေလုပ်နေတယ်ကောင်းတာတွေပြောပေးမယ်ကိုယ့်ကိုရံပြီးတော့လာပြီးတော့တိုက်ခိုက်တာမျိုးအကောင်းမမြင်တာမျိုးရံလိုတာမျိုးတွေရှိနေတဲ့အတွက်နည်းနည်းလေးသတိထားမယ်ကာလကိုရောက်ရှိပါတယ်နော်။အဲ့တော့မမီးရပေါ့နော်ဒါကိုပေါ့အနိုင်ယူထားတဲ့သူတွေတော့ကိုကတော့ ဟောပြန်ပြီးတော့အနိုင်ရရှိနိုင်ရင်လိမ့်မယ်เนาะကိုပေါ်ကုန်းကလို့အနိုင်ကျင့်ထားတဲ့သူလေးတွေပေါ့เนาะအဲအဲ့လိုမျိုးလေးတွေကားကပေါ့เนาะဒီကိုကပြန်အနိုင်ယူလိုက်လိမ့်မယ်เนาะကိုအချိန်တော်ကြာကိုပေါ်ပေါ်လွှမ်းမိုးထားတဲ့သူတွေပို့ပြီးတော့ကိုကပြန်ပြီးတော့အနိုင်ယူနိုင်တဲ့ကာလရှိဖြစ်တယ်ပေါ့เนาะစိတ်ညစ်ဆရာလေးတွေတော့ပေါ်မယ်လူတိုင်းကိုယုံကြည်လို့မရအောင်เนาะလူမျိုးခြားကူညီတာမျိုးတွေရှိမယ်အကူအညီပေးမယ်เนาะအဲ့လိုမျိုးအဲ့တော့မမီးရဲ့ကံစာတာမှာပေါ့လူထင်ချင်းချင်းတော့ခံရမယ်เนาะဖုံးကံတော့မြင့်မယ်လူထင်ချင်းချင်းခံတာမျိုးတွေရှိမယ်ဒီလာထဲမှာ ငွေကြေးပိုင်းတွေမှာပေါ့နော်နောက်ထပ်ငွေကြေးခန္ဓာလေးကိုပြပြပေးသွားမယ်ငွေကြေးခန္ဓာတွေမှာငွေကန်အားကောင်းနေမယ်နော်ငွေဝင်ကိန်းလေးတွေရှိမယ်ငွေဝင်လန်းလေးတွေပေါ်လာတာမျိုးတွေရှိမယ်လက်ရှင်မဲ့ကာလကိုရောက်ရှိမယ်နော်ဒီလာထဲမှာလက်လာပါတွေရှင်မယ်လက်ဆောင်ပစ္စည်းတွေရတာမျိုးတွေရှိမယ်ကြံ့ကြာနေတဲ့ငွေကြေးလေးတွေပြန်ပြီးအဆင်ပြေတာမျိုးခက်ခဲနေတဲ့ငွေကြေးလေးတွေပြန်ပြီးအဆင်ပြေတာမျိုးတွေရှိမယ်ကိုယ်အားပေးစရာရှိရတဲ့ပြန်ပေးနိုင်သလိုရစရာရှိရတဲ့ပြန်ရနိုင်တဲ့အမခံပေးခြင်းလေးတွေတတိထားထိကံသနာကောင်းတဲ့အတွက်ဖြစ်တဲ့အတွက်ဒီလာထဲမှာမဖြစ်မနေထီထိုးသင့်ပါတယ်နော်အဲ့တော့ဒီထီထိုး ့ရင်ကောင်းတော့လာလေးတလားဖြစ်ပါတယ်နော်အဲ့လိုမျိုးအဲ့တော့ထီကန်လည်းအားကောင်းတယ်ငွေကန်လည်းအားကောင်းပါတယ်နော်ဒီလာထဲမှာဒါပေမဲ့ကိုကိုတိုင်းငွေသုံးများနေတာမျိုးငွေသုံးလက်ဖွာမှုကြောင့်ငွေလေးတွေပြန်ပြန်ကုန်တတ်တယ်နော်တို့ကြောင့်သတိထားသုံးဆွဲခြွေတာသုံးဆွဲနိုင်တော့ငွေကြေးအားပြန်ကောင်းလာပါလိမ့်မယ်နော် နောက်ထပ်အိမ်တွင်းအိမ်နောက်ရေးခန္ဓာလေးတွေကိုပြပြပေးသွားပါမယ်။အဲ့ဒီလားထဲမှာအိမ်တွင်းအိမ်နောက်ရေးခန္ဓာလေးကိုကြည့်လိုက်တဲ့အခါမှာမမီးရဲ့မိသားစုကိုအကူအညီထောက်ပံ့ပေးနေရမျိုးတွေရှိမယ်။ကိုအားဦးစီးဦးဆောင်ပေါ့နော်။မိသားစုတက်ကိုအားဦးစီးဦးဆောင်လုပ်ပေးနေရမျိုး၊ကူညီထောက်ပံ့ပေးနေရမျိုးတွေချောင်းပေါ့နော်။မိသားစုရဲ့ဘိုင်းမှာကိုကနော်နည်းနည်းလေးစိတ်ပင်ပန်းမှုလေးတွေရှိနေတတ်တဲ့နော်။အောက်လဲငယ်သားဘိုင်းတွေကိုကိုကကူညီထောက်ပံ့ပေးနေရမျိုးတွေရှိမယ်။မိသားစုရဲ့တာဝန်ကိုဦးစီးဦးဆောင်လုပ်ပေးနေရမျိုးတွေဂျုံတွေ့ရမယ်ပေါ့နော်။ဒီလိုမျိုးတွေတွေရှိမယ်။ ီကိုမော်ဒမကိစ္စလေးတွေပြဿနာလေးတွေမိမိအတဝန်ယူဖြေရှင်းပေးရတတ်တာပေါ့နော်ဒါမျိုးလေးတွေရှိမယ်အိမ်တော်ရေးမှာတော့စိတ်ပူစရာလေးတွေစိတ်မချမှုလေးတွေရှိမယ်မိမိအိမ်တော်ဘက်ကအကျိုးပြုမှုလည်းရရှိမယ်တခါလေတဝင်းတို့လေးတဝင်းတို့မူလေးတွေတန်တရာပွားစရာလေးတွေပေါ်မယ်အပျော်ပါတောက်စားရှိတဲ့အိမ်တော်ရေးဆိုစိတ်မချစရာလေးတွေတန်တရာပွားမှုလေးတွေကြောင်းနဲ့မကြမကြပြဿနာလေးတွေဖြစ်လာတတ်တယ်နော်အိမ်တွင်းအိမ်တော်ရေးကြီးကြီးမားမားပြဿနာတော့မရှိဘူးအစမပြေတဲ့အရာလေးတွေပြန်ပြီးပြေလာနိုင်တယ်ပေါ့နော်ဒီလာထဲမှာ နောက်ထပ်ငရေသူလေးတွေအတွက်မေတ္တာရေးပန်ကဏ္ဍလေးတွေပေါ့နော်အဲ့တော့အရေးပါတော့အိမ်နောက်ဘက်ကိုရွေးချယ်နိုင်မဲ့ကာလရောက်ရှိတယ်ကိုယ်စိတ်ဝင်စားတဲ့သူတွေနော်ဒီအများပြနေတာမျိုးရွေးချယ်ခက်ခဲနေတာမျိုးတွေရှိမယ်နော်ဒါအထီးကျန်နေတဲ့သူတွေအချစ်တွေရတာမျိုးအသေးကွင်းနေတဲ့သူတွေအချစ်တွေတွေ့တာမျိုးတွေရှိမယ်နော်အဲ့လိုမျိုးအဲ့တော့ပူပင်မှုလေးတွေကကြာကြာမခံစားနိုင်ပဲနဲ့ပေါ့နော်အဲ့ဒါအချစ်တိတ်ပြင်တွေ့ပြီးတော့အာပျော်ရှင်စရာလေးတွေကြုံရမယ်ချစ်သူဆုံးရဲနေတဲ့ကတော့မမျော်လင့်မနဲ့အိမ်တော်ကြတတ်တာမျိုးဘဝရှင်ရတဲ့တိုင်မီနီတော့တာမျိုးတွေရှိမယ်တခါတည်းဘာမို့တဲ့ပြဿနာနေတဲ့လက်ကတော့ကစားဖြစ်တာမျိုးသုံးဝေ ိုစိတ်မချမှုတွေရှိမယ်ကြီးကြီးမားမားပြဿနာတော့မရှိဘူးရန်ပြစ်လိုက်ပြန်ချင်းလိုက်ပေါ့နော်နောက်ထပ်ကျန်းမာရေးကဏ္ဍလေးပြောပြပါမယ်အဲ့တော့ကျန်းမာရေးအနေနဲ့ကတော့အအောင်ချောအားနေတာလေးတွေခေါင်းမချီတာလေးဖြစ်မယ်လေးအောင်တာလေးတွေတွဲအားနေပြီးတော့မူမောတာလေးတွေရှိမယ်အစိုက်ရှိသောတော်ကကြိုက်ခမ်းတဲ့ပေါ့နော်အဲ့တော့ခွေးကြောင်လေးတွေပေါ့နော်တတိထားပါထိကြိုက်ရှာနာလေးတွေဖြစ်တတ်တယ်ပေါ့နော်အားလေးတွေဂယူဆက်အဲ့တော့ဒီအသက်ကြီးပိုင်းလေးတွေမှာကျန်းမာရေးခန္ဓာလေးတွေပေါ့နော်အဲ့တော့ကျန်းမာရေးခန္ဓာလေးတွေမှာအာဘာလို့ရောဂါမျိုးလေးတွေဖြစ်တတ်လဲဆိုတော့ ခြေလက်ကြိုက်ခန့်ညောင်းညာတာအကျော်အားနေတာအဲ့မင်းပြောတာမျိုးမူမောရေတုံတာမျိုးတွေဖြစ်မယ်ပေါ့နော်အားနေယောဂလေးဖြစ်မယ်ကြီးကြီးမားမားကြီးတော့မဟုတ်ဘူးပေါ့မတက်နာလေးတွေဖြစ်တတ်တယ်ပေါ့နော်ဒါအသက်ကြီးပိုင်းလေးတွေက နောက်ထပ်ပညာရေးကဏ္ဍလေးတွေပေါ့နော်အဲ့တော့ဒီလာထဲမှာပညာရေးကဏ္ဍလေးရတော့ပေါ့နော်ဘူသုတရတွေရရှိမယ်မသိသေးတဲ့အဲ့တော့ပညာရက်တွေစီးရင်းစရာဉာဏ်ပညာရက်တွေသင်ကြားရတာမျိုးတွေရှိမယ်ဆရာကောင်းနဲ့တွေ့စေပြီးတော့အသိပညာဘူသုတရတို့ပွားမယ်သင်တဲ့တက်ဖို့ကျူရှင်တက်ဖို့လေးတွေပေါ်လာနိုင်တယ်နော်ကောင်းသောတက်ရောက်ရှိမျိုးဖြစ်တဲ့အတွက်တက်ပါကိုပွားအတွက်ထောက်ကူပြုလိမ့်မယ်နော်နောက်ထပ်နိုင်ငံခြားကံနော်နိုင်ငံခြားကံ အဲ့တော့ခီးဝဲသွားတာမျိုးလေးရှိမယ်ပြည်တွင်းပြည်ပခီးကန်ရှိတယ်နိုင်ငံခြားကန်အားကောင်းနေမယ်ရက်တက်နေတဲ့ခီးစင်တွေပြန်ပြီးထွက်ရတာမျိုးကျင့်ကြံနေတဲ့ခီးစင်တွေဟိုသတင်းကောင်းကြတာမျိုးမကြခင်ခီးထွက်ရတာမျိုးကြီးကြုံရလိမ့်မယ်နော်ခီးစင်ကနောက်ထပ်ဒီလအတွက်ချိုးပေးကလာလေးတွေချိုးပေးကနန်းလေးတွေကိုပြပြပေးသွားမှာပါအဲ့တော့ဒီလတဲမှာချိုးပေးလက်ကီးကလာလေးတွေပေါ့နော် အနီပွင့်အနီရောင်အဝါပွင့်အဝါရောင်ရွှေဝါရောင်လေးတွေအနက်ပွင့်အနက်ရောင်လေးရအချိုးပေးလက်ကီကာလာလေးတွေဖြစ်ပါတယ်အရေးကြီးသောအကြောင်းအရာတွေအရေးကြီးသောခရီးစဉ်တွေအရေးကြီးသောကိစ္စအဝါဝါပြုလို့ပြောဆိုရမှာဝိစဉ်အသုံးပြုခြင်းဖြင့်ကံစတာပွင့်လန်းစေပါလိမ့်မယ်နော်အဲဒီတရာလုံးတဲ့အချိုးပေးလက်ကီကနန်းလေးတွေကိုပြပြပေးပါမယ်ဒီတရာလုံးတဲ့အချိုးပေးလက်ကီကနန်းက2ကနန်း3ကနန်း9ကနန်း1 2 3နောက်အချိုးပေးလက်ကီကနန်းလေးတွေဖြစ်ပါတယ်အဲဒီတရာလုံးတဲ့ နော်ရှောင်းရံလေးတွေပြောပြပါမယ်ရှောင်းရံလေးကတော့ဒီတရာတို့ပြောပါနော်လိုက်စားခြင်းသူ့သက်သက်ချင်းလောင်းကစားပြုလုပ်ခြင်းအထူးဆောင်ပေးပါဒီတရာလုံးအတွက်ပေါ့နော်ပြုလို့ရမယ့်ရေတရာလေးကမိမိအိမ်ဖျားမှာဂန်းကော်ပန်းလေးတွေလူဂန်းကော်ညွန်လေးတွေလူပေးပါနော်နောက်ပြီးတော့နိုထမင်းလေးတွေကတ်လူပေးပါခွေးစာငှက်စာလေးတွေမကြမကြကျွင်းနော်ဒါနိုဆွန်းတို့နိုထမင်းအဲ့လိုမျိုးကပ်ပါခွေးစာငက်စာလေးတွေမကြမကြကျွေးပါလက်ပွင့်ကာရာလေးတွေရွတ်ပါ နော်မေတ္တာတုတ်တို့ပုပ္ပန္နာတုတ်တို့နော်မဟာသမယတုတ်အဆင့်ပြေတာလေးရွှေပွားပြီးတော့နေ့စဉ်ဖြတ်တန်းမာတဲ့ကံကောင်းခြင်းတွေရရှိလာမှာဖြစ်ပါတယ်နော်အဲ့တော့ဒီရတရားလေးတွေကောင်းမှုကုသိုလ်လေးတွေပြုလုပ်ပေးပြီးတော့ကံကောင်းမှုတွေရှာယူပေးပါယနေ့မှစအင်္ဂါတာသမီးတိုင်းအဆန်းဆရရအဆင့်ပြေမှုရှိကြပါစေလုပ်ငန်းစီးပွားတိုးတက်ကြပါသည်အသက်ရှူတိုင်းလည်းဝင်ငွေတွေတိုးပါစေယောဂပေးအန်ဒီယပေးတွေကင်ဝေးပြီးစိတ်ကြီးချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေလို့ဆရာမကနေဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ရှင်